အစိုးရအရှင်တွေက၎င်းကိုလက်စားမှုဆွဲချက်တွေနဲ့တရားစွဲဆိုမှုဟာနိုင်ငံရေးအရထိုးနှက်တာဖြစ်ပြီးအာဏာအလွဲသုံးစားမှုဖြစ်ကြောင်း ောင်ကိုရီးယားသမ္မတဟောင်းမွန်ဂျေအင်းကဧပြီ25ရက်ကပြောပါရယ်တောင်ကိုရီးယားအစိုးရရှေ့နေတွေဟာဧပြီ24ရက်ကမွန်ကိုလက်ဆောင်မှုဆွဲချက်နဲ့တရားစွဲဆိုခဲ့တာဖြစ်ပြီးမွန်ဟာတရားရေးအမှုအခင်းတွေနဲ့ရင်ဆိုင်နေရတဲ့နောက်ဆုံးတောင်ကိုရီးယားခေါင်းဆောင်ဟောင်းတအိုးဖြစ်လာခဲ့ပါရယ်မွန်ဟာလေးချောင်းလိုက်တစ်ခုမှာ၎င်းရဲ့တမတ်ဖြစ်သူအလုံရရှိရဲ့အတွက်အစဉ်ပြေချုံးမွေ့စေဖို့လှုံ့ဆော်မှုနဲ့ဆက်နွယ်ပြီး1218တန်းဒေါ်လာ3သိန်းခွဲကိုလက်ခံခဲ့တဲ့အတွက် အာဂတိလိုက်စားမှုနဲ့ဆွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။မွန်ကတော့၎င်းကိုဆွဲချက်တင်မှုဟာမျှတမှုမရှိကြောင်းပြောကြားခဲ့ပြီးအစိုးရအရှိနေတွေဟာဒီအမှုကိုကြိုတင်ကြံစည်ထားတာဖြစ်ကြောင်းဆွဆွဲခဲ့ပါတယ်။ကျွန်တော်ရဲ့ပုံကိုယ်ရေးအပြစ်ကင်းစင်မှုကိုထုတ်ဖော်ပြောဆိုသွားမှာဖြစ်ပြီးအစိုးရအရှိနေတွေရဲ့အာဏာလွဲသုံးမှုနိုင်ငံရေးသဘောတည်ဝင်နေတဲ့လှုပ်ဆောင်မှုတွေကိုပြည်သူလူထုကသိအောင်ဖော်ထုတ်သွားဖို့လည်းစီစဉ်ထားပါတယ်လို့မွန်ကအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဝဝန်စစ်နဲ့တွေ့ဆုံတဲ့အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။မွန်ရဲ့သမတ်ဖြစ်သူကို လေကြောင်းလိုင်းတစ်ခုမှအလုံရစေဖို့အတွက်လွှတ်တော်အမဟောင်းတဦးဖြစ်တဲ့လီဆန်ချစ်ကိုအသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေနဲ့စတင်တည်ထောင်ရေးလုပ်ငန်းများဆိုင်ရာအေဂျင်စီအကြီးအကဲအဖြစ်ခန့်အပ်ခဲ့ခြင်းဟုတ်မဟုတ်ကိုအစိုးရရှိနေတွေကစုံစမ်းစစ်ဆေးနေတယ်လို့ကျွန်ကျူခရိုင်အစိုးရရှိနေရုံကထုတ်ပြန်ခဲ့ပါတယ်။လီဟာလက်ပေးလက်ယူမှုနဲ့ယုံကြည်မှုချိုးဖောက်မှုတွေနဲ့ဆွဲချက်တင်ခံထားရကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။